မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်မြန်မာစစ်အုပ်စုကိုပြက်ပြက်သားသားအရေးယူဖို့နေတိုးအဖွဲ့ချုပ်ကလုံခြုံရေးကောင်စီကိုတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖတ်မြန်မာစစ်အုပ်စုအပေါ်ပြက်ပြက်သားသားအရေးယူမှုတွေလှုံ့ဆော်ဖို့အတွက်နေတိုးအဖွဲ့ချုပ်ကကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတိုက်တွန်းလိုက်တာဟာအပြည်ပြည်ဆိုင်ရာမျက်စိအာရုံကိုပြန်လည်ဖမ်းဆွဲပေးတဲ့အဖြစ်အပျက်တစ်ခုအနေနဲ့ပေါ်ပေါက်လာနေပါတယ် ရခိုင်ကမြန်မာနိုင်ငံအတွင်းအာဏာသိမ်းအပြီးမှာအနည်းဆုံး၃နှစ်ကျော်တိတိကျအောင်ပြည်သူ့အဖော်လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ဖိနှိပ်မှုတွေဇက်တိုက်ကျူးလွန်နေတဲ့စေအိုစုအပေါ်နိုင်ငံတကာအဖွဲ့အစည်းတွေကမတင်တော်တဲ့တုံ့ပြန်မှုနှေးပါနေတဲ့ဆိုတဲ့အပြစ်တင်မှုတွေပုံမှုကြီးမားလာပြီးနောက်နေတိုးအဖွဲ့ချုပ်ကလုံခြုံရေးကောင်စီကိုတောင်းဆိုချက်တင်သွင်းခြင်းဖြစ်ပါတယ်။နေတိုးအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူများအနေနဲ့မြန်မာစစ်အုပ်စုဟာတပ်မတော်အဖြစ်မိမိတိုင်းပြည်ကိုကာကွယ်ဖို့အစားတနက်နဲ့ဘုံအောက်တွင်အပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်နိုင်အောင်စောင့်ရွက်နေတယ်ဆိုပြီး အပြစ်မဲ့ပြည်သူများစွာကိုတေချာစွာဖျက်ဆီးခြင်းကိုလက်မခံနိုင်လို့တတ်မှတ်ကြပါရယ်။ဒါပြင်နေတိုးအဖွဲ့ချုပ်ကမြန်မာနိုင်ငံအတွက်နိုင်ငံတကာအဖွဲ့အစည်းများအထူးသဖြင့်လုံခြုံရေးကောင်စီကတာဝန်ယူဖို့လက်တွေ့ကြတဲ့အရေးယူချက်တွေလုပ်ဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါရယ်။အဖွဲ့ချုပ်ရဲ့သတင်းထုတ်ပြန်ချက်အရမြန်မာစစ်အုပ်စုဟာပြည်သူအပေါ်လက်နက်နဲ့လေယာဉ်ပုံတိုက်ခိုက်မှုတွေနဲ့အတူသက်ဆိုင်ရာနေမျိုးတွေကိုလုံးဝမတန့်ရှင်းအောင်ဖျက်ဆီးနေကြောင်းဒေသခံအရက်သားတောင်းချီတဲ့လူတွေကိုတင်းရှောင်ဖို့တွန်းအားပေးနေကြောင်းကိုဖော်ပြထားပါရယ်။ ထို့ကြောင့် NATO အဖွဲ့ချုပ်အနေနဲ့ဤပြမှုတွေကိုတရားမျှတမှုအောက်မှာထောက်လှမ်းနိုင်ဖို့အတွက်နိုင်ငံတကာတရားရုံး ICC ကိုအသုံးပြုဖို့နဲ့လုံခြုံရေးကောင်စီကမြန်မာအပေါ်တတိတကြအရေးယူတဲ့အကြောင်းတိုက်တွန်းသွားခြင်းဖြစ်ပါတယ်။မိပညာနဲ့လည်းပြောရရင်လုံခြုံရေးကောင်စီမှာရုရှားနဲ့တရုတ်တို့ဟာမြန်မာစစ်အုပ်စုကိုခိုးလုံကောက်ွက်ပေးနေသူအဖြစ်ရှိနေတဲ့အတွက်တာဝန်ရှိတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့လက်တွေ့တုံ့ပြန်မှုမရှိသေးတာကို NATO အဖွဲ့ချုပ်ကမချင်တဲ့ကြောင်းလဲထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နေတိုးအဖွဲ့ချုပ်အနေနဲ့လည်းသက်ဆိုင်ရာနိုင်ငံတွေကမတုံ့ပြန်သေးလို့လူခွင့်ရေးချိုးဖောက်မှုတွေအပေါ်လုံးဝအရေးမရှိသလိုဖြစ်နေတယ်လို့သတိပေးခဲ့ပါတယ်။ APP ဆိုင်ရာလူခွင့်ရေးအဖွဲ့များအာဆီယံအဖွဲ့အစည်းတွေအပါအဝင်နေတိုးအဖွဲ့ချုပ်ရဲ့အတန်တိုးတက်မှုနဲ့အတူမြန်မာအရေးအတွက်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့သဘောထားကပြောင်းလဲလာနိုင်မယ်လို့ခန့်မှန်းနေကြပါတယ်။ထို့ပြင်နေတိုးအဖွဲ့ချုပ်ရဲ့ယနေ့ထုတ်ပြန်ချက်ဟာဆေးဥစုအပေါ်စီးပွားရေးပိတ်ဆို့မှုအသစ်တွေကိုလှုံ့ဆော်ဖို့အတွက်အခြေခံအချက်အနည်းငယ်ဖြစ်လာနိုင်တယ်လို့လည်းနိုင်ငံရေးခန့်မှန်းသူတွေကသုံးသပ်ကြပါတယ်။ နောက်ဆုံးအထိနဲ့နေတိုးအဖွဲ့ချုပ် ကပြောကြားချက်ထဲမှာမြန်မာပြည်သူတွေဟာငြိမ်းချမ်းမှုနဲ့ဒီမိုကရေစီအတွက်တော်လှန်နေတာဖြစ်ပြီးသူတို့ရဲ့လမ်းကြောင်းကိုနိုင်ငံတကာကထောက်ခံဖို့တာဝန်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။၎င်းဟာမြန်မာအရေးအပေါ်နိုင်ငံတကာတွင်ထပ်မံတိုးတက်လာမယ့်ဖိအားအသစ်တစ်ခုအနေနဲ့တွေးမြင်ရနိုင်တဲ့အချက်ဖြစ်နေပါတယ်။ဆက်လက်ပြီးကရင်အပါဝင်တိုင်းရင်းသားလက်နက်ကိုင်အချို့အမြင်မမှန်ပဲအကြမ်းဖက်နေဟုကရင်ပြည်နယ်နှစ်90ပြည်အထိုင်အမှတ်မင်းအောင်လိုက်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှကြာရောက်တဲ့ကရင်ပြည်နယ်နဲ့290ပြည်အတွင်းအာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကပေးပို့တဲ့တဝန်လွှာထဲမှာကရင်လက်နက်ကိုင်အဖွဲ့တချို့အပါအဝင်စစ်တပ်ကိုစန့်ကျင်နေတဲ့ဒေါ်လာရေးအဖွဲ့တွေကိုပြစ်တင်ပြောဆိုလိုက်ပါတယ်။ဒီနေ့မှကြာရောက်တဲ့ကရင်ပြည်နယ်နဲ့290ပြည်အတွင်းအာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကပေးပို့တဲ့တဝန်လွှာထဲမှာကရင်လက်နက်ကိုင်အဖွဲ့တချို့အပါအဝင်စစ်တပ်ကိုစန့်ကျင်နေတဲ့ဒေါ်လာရေးအဖွဲ့တွေကိုပြစ်တင်ပြောဆိုလိုက်ပါတယ်။ 2021ခုနှစ်ဆေးအာဏာသိမ်းပြီးနောက်ပိုင်းကရင်အပါဝင်တိုင်းဒေသနဲ့ကိုင်အဖွဲ့တွေကအမှတ်ရအကိုမျက်ကွယ်ပြုပြီးအကြမ်းဖက်မှုတွေတိုးမြင့်လှုံ့ဆော်နေတာကြောင့်အရင်ကတည်ငြိမ်ခဲ့တဲ့ကရင်ပြည်နယ်ဒေသအချို့မှာတည်ငြိမ်အေးချမ်းမှုမရှိတဲ့ပြည်သူတွေဆင်းရဲဒုက္ခခံနေရတယ်လို့နေစင်နဲ့အမြလေချောင်းဖုံးကျဲတိုက်ခိုက်နေတယ်လက်တဲတရက်ခံမင်းအောင်လိုင်ကပြောပါတယ်။ဒါအပြင်လွတ်လပ်ရေးရပြီးနောက်ကိုလိုနီနယ်ချဲ့ရဲ့သွေးခွဲအုပ်ချုပ်မှုကြောင့်အထင်အမြင်လွဲမှားကကရင်ပြည်နယ်မှာလက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူဒီနေ့အချိန်ထိမတိမငိမ့်ဖြစ်နေတာလို့လည်းသူကပြောခဲ့ပါသေးတယ်။ ဂျပန်မှာလည်းစစ်ကော်မရှင်ကကရင်ပြည်နယ်နှစ်ခွနဲ့ဆယ်ပြည့်အခမ်းအနားကိုကရင်ပြည်နယ်ဖက်အံ့မြို့မှာကျင်းပခဲ့ပြီးစစ်တပ်နဲ့အပြည့်အခက်မရှိလက်တွဲနေတဲ့ကရင်လက်နက်ကိုင်အဖွဲ့တချို့ရဲ့ခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်အဲ့ဒီပွဲကိုခရင်နေကြာဆောင်တက် BGF ခေါင်းဆောင်စောချစ်သူဒီမိုကရေစီအကျိုးပြုခရင်တက်မတော် DKBA 2စီဦးစီချုပ်စောရွှေဝါနဲ့ KNU KNLA PC 2ဥက္ကဋ္ဌဒေါက်တာနော့ကပေါ်ထူးတို့အဖွဲ့တွေတက်ရောက်ခဲ့တာတွေ့ရပါတယ် ဆက်လက်ပြီးထိုင်းတွင်ပြစ်ထန်ကြခံပြီးသောတရားမဝင်မြန်မာအလုပ်သမား48ဦးကိုဆေးဥစုထံသို့လွှဲပြောင်းလူငယ်များအိမ်ပြန်မရောက်ဖဲစစ်မှုထမ်းအဖြစ်စစ်တပ်ကပုံမှန်ခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံအတွင်းအကြောင်းမျိုးမျိုးနဲ့ပြစ်ထန်ကြခံကလူရဲစေးတဲ့မြန်မာလုပ်သား48ဦးကိုနိုဝင်ဘာ9ရက်ကထိုင်းအာဏာပိုင်တွေကဆေးဥစုတပ်ထံလွှဲပြောင်းပေးခဲ့တယ်လို့ထိုင်းနိုင်ငံရန်နောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။ မြန်မာနိုင်ငံသားအမျိုးသား33ဦးအမျိုးသမီး14ဦးစုစုပေါင်း48ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့အခုလိုနေရက်ပြန်ပို့မှုက2025ခုနှစ်အတွင်း73ကြိမ်မြောက်ဖြစ်ပြီးအခုနှစ်အတွင်းနေရက်ပြန်ပို့ခံရသူ1809ဦးရှိလာပါပြီမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခံရတဲ့ပြည်တံကြခံပြီးသားမြန်မာရွှေပြောင်းအလုပ်သမားတွေကိုစစ်တပ်ကအရမစစ်မှုထမ်းစုဆောင်မှုများပြုလုပ်လျက်ရှိကြောင်းထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတအူးကပြောဆိုပါတယ် ရန်နောင်ဘက်ကပြန်ဖို့ခံရတဲ့အသက်18နှစ်ကနေအသက်35နှစ်အတွင်လူငယ်တွေဘယ်သူမှအိမ်ပြန်မရောက်ကြပါဘူး။တခါတည်းစစ်မှုထမ်းအခေါ်ခံခဲ့ရပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့စီရောက်တဲ့စရင်တွေရောမိသားစုဘက်ကအကြောင်းကြားတာရောအရာသိရတာပါ။ထိုင်းကလူစုဖမ်းပြီးစစ်တပ်အတွက်စစ်မှုထမ်းပြန်ဖို့ပေးတယ်လို့တောင်ဖြစ်နေတဲ့ဟုရန်နောင်အခြေစိုက်မြန်မာအလို့သမားအရေးကူညီဆောင်ရွက်ပေးနေသူကရှင်းပြပါတယ်။ အခုလိုပြန်ပို့ခံရတဲ့မြန်မာလုပ်သားတွေကစင်ပူတန်းအကျုံးဝင်တဲ့အသက်အရွယ်ရှိလူငယ်တွေကိုစစ်တင်နှန်းချောင်းကိုပို့ဆောင်ခံခဲ့ရသူတွေရှိတယ်လို့စစ်မှုမထမ်းစေလို့တဲ့မိသားစုဝင်တွေကငွေကြေးများစွာပေးပြီးရွေးထုတ်ရတာတွေလည်းရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အော်တိုဘာလ9ရက်နေ့ကလည်းထိုင်းနိုင်ငံတွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့မြန်မာနိုင်ငံသား60ဦးအားရန်အောင်အကောက်ခွန်စိတ်ခံထတာမှတဆင်မြန်မာနိုင်ငံကော့တောင်ဘက်သို့ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။ ဆက်လက်ပြီးပုံနာကျုံးကိုလေတပ်ဘုံကျဲလို့ကလေးငယ်တွေအပါဝင်ပြည်သူစစ်တပ်ဦးသိဆုံးဟုကနက်ဦးသတင်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ပုံနာကျုံးမြို့နယ်ရိုးတရုတ်ကြီးပါကိုဒီနေ့နိုဝင်ဘာ9ရက်နနက်7:00နာရီခန့်မှာစေကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်ချို့အပါဝင်ဒေသခံပြည်သူစစ်တပ်ဦးသိဆုံးခဲ့တယ်လို့ကနက်ဦးသတင်းရရှိပါတယ်။စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံကျဲတာဖြစ်ပြီးအရတားပြည်သူတွေရဲ့နေအိမ်ပေါ်ကြားရောက်ပောက်ကွဲခဲ့တာလို့ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါရယ် တတိထားတဲ့ကြားရဲကဘုံလာကြတာအိမ်တွေအဆောက်အုံတွေထိတယ်အခုနေခင်အထိကြားရသလောက်ဆက်တက်ဦးအထိတည်ဆုံနေလို့ရွာကပြောလာတယ်ဗျဈေးကူနေရသူတွေလည်းရှိတယ်လို့၎င်းကပြောပါတယ်စစ်ကောင်စီကရိုးတရုတ်ကြီးရွာကိုလေးချောင်းကနေဘုံကျဲခဲ့တယ်လို့ဘေးပတ်ဝန်းကျင်ရွာအချို့ကိုလည်းစစ်တွေမျိုးကနေလက်နက်ကြီးနဲ့လှမ်းပစ်လို့ထိခိုက်မှုတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်လေးချောင်းရောလက်နက်ကြီးရောဇက်တိုက်ဖြစ်နေတာနေစရာမရှိကြတော့ဘူးစိတ်ပူတယ်လို့စစ်ပေးဆောင်နေတဲ့ဒေသခံတအူးကပြောပါတယ် တိဆုံးသူတွေထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်လို့အသေးစိတ်သတင်းမရရှိသေးပါဘူး။အရက်ကတက်တော်အေအေကလည်းသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။အေအေအလုံးစုံထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီကအောက်တိုဘာ31ရက်မှာစစ်အုပ်ချုပ်ရေးထက်ကျင်ညာပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာပါတယ်။အောက်တိုဘာ30ရက်နဲ့31ရက်ကလည်းပုံနာကျွမြို့တွင်တနေရနေရပန်းနီလာကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲခဲ့ပါတယ်။ပန်းနီလာကျေးရွာကိုပုံကျဲတဲ့ဖြစ်စဉ်မှာ စစ်ပေးဆောင်ပြည်သူ၅ဦးသေဆုံးပြီး၁၀ဦးထပ်မံထဏ်ရာရရှိခဲ့ပါတယ်။အောက်တိုဘာ၂၉ရက်ကနေ၃၁ရက်အထိ၃ရက်အတွင်းစစ်ကောင်စီကကြောက်ဖြူ၊ပုံနာကျော်၊ရသေးတောင်နဲ့ပေါတော်မြို့နယ်တွေကိုလေကြောင်း၊ရေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေနဲ့ပြစ်ခတ်တိုက်ခိုက်လို့ကလေးငယ်၃ဦးအပါအဝင်၁၂ဦးသေဆုံးပြီး၃၁ဦးထဏ်ရာရရှိခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီကရှမ်းမြောက်မှာ MNDAA, TNL တို့နဲ့အပြစ်ခတ်ရပ်ပြီးတဲ့နောက် စစ်စင်ရေးနယ်မြေအချို့ကျုံသွားခြင်းကိုအခွင့်ကောင်းယူပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတယ်လို့ AA ကအောက်တိုဘာ31ရက်မှာထုတ်ပြန်ပါတယ်။ဒါပြင်စစ်ကောင်စီရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေကိုသတိပြုကြဖို့ AA ကတိုက်တွန်းချပါတယ်။ဆက်လက်ပြီးမရရအရှိချမ်းအရေးကြီးနေရာကနေတော်လန်ရေးတပ်တွေစုခွာပေးရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမရရမြို့နယ်အရှိချမ်းကအင်ဂျင်မြိုင်လေကြောင်းရံကောက်ခွေရစ်တက်နဲ့စေတော်ကြီးရေလောင်တမန်တို့ကိုစစ်တပ်ကသိမ်းယူသွားတယ်လို့ ဒေသခံတွေစီကနေသိရပါတယ်။2029စစ်စင်ရေးဒုတိယလိုင်းမှာ MDY PDF သိမ်းယူခဲ့တဲ့မရီယာမြို့နယ်အရှိချမ်းကစစ်တပ်အထိုင်နေရာတွေကိုစစ်ကောင်စီတပ်ကဩဂုတ်လကစတင်ကရလဲထိုးစစ်ဆင်နေတာဖြစ်ပြီးဒေါ်လာရေးတပ်သိမ်းယူထားတဲ့မရီယာအရှိချမ်းကအရေးကြီးနေရာနှစ်ခုကိုစစ်တပ်ကပြန်လည်သိမ်းယူသွားတာလို့ဆိုပါတယ်။နိုဝင်ဘာ6ရက်မနေ့မနက်7:00နာရီခွဲလောက်မှာစစ်တပ်ကစစ်ကြောင်း3ကြောင်းနဲ့အင်ဂျင်ဆိုင်၄ကြောင်းရန်ကောက်ွက်ရေးတပ်စခန်းနဲ့စေတော်ကြီးရှိလောင်တမန်တို့ကိုထိုးဝင်လာတာလို့သိရပါတယ် ဒီနေရာနှစ်ခုဟာကလျက်တည်ရှိတာပါတိုက်ပွဲ၃နာရီလောက်ဖြစ်ပြီးတော်လန်ရဲတပ်တွေဘက်ကနေမြေစုပ်ခွာပေးလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်ဒီနေရာဟာမရယာမြို့နယ်အရှိချမ်းအတွက်အရေးကြီးနေရာဖြစ်ပြီးလက်ရှိမှာစစ်တပ်ကအင်အားထောင်နဲ့ခြိသုံးပြီးနေမြေတွေပြန်သိမ်းယူနေတာပါစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲတွေကြောင်းမရယာမြို့နယ်အရှိချမ်းတနေလုံးစစ်ပေးရှောင်နေရပြီးစစ်ပေးရှောင်တွေရှိတဲ့ဘက်ကိုလည်းစစ်တပ်ကဒရက်ဆက်လေယာဉ်နဲ့ပုံချင်းနေတယ်လို့သိရပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ 阿隆威训练才米教巴西人。